ဟင်းဝရင်နဲ့ဆိုပြတဲ့စဉ်အိမ်ချက်ပိုးခန်းလာတဲ့အင်ကြီးတလုံးကိုဝဲပြီးတကွက်ပြလိုက်တဲ့ဝိုင်းစုခိုင်သိန်းပြိသက်များအလုံးမဲမိင်္ဂလာပါရှင်မြန်မာစတာဘေ့ချ်ကနေပြလဲကျူဆိုလိုက်ပါတယ်အစရောဝိုင်းစုခိုင်သိန်းကတော့ကြီးကျယ်ခန်းလာတဲ့အင်ကြီးတလုံးကိုဝဲလိုက်ပါပြီဒီလိုမျိုးဝိုင်းစုဝဲလိုက်တာကဟင်းဝရင်နဲ့ဆိုပြတဲ့စဉ်တို့ရဲ့အိမ်နဲ့နှိုင်းရှင်ကလူတွေကြားထဲမှာပြောစရာဖြစ်သွားခဲ့ရပါတယ်အထူးသဖြင့်ဝိုင်းစုခိုင်သိန်းဟာရန်ကုန်မြို့ရဲ့ဒုတိယရွှေတောင်ကြားလို့တင်စားကြတယ်မြောက်တကုံမှာဝဲခဲ့တာဖြစ်ကြောင်းသိရပါတယ် တကုံဆိုတာကလည်းအခုနောက်ပိုင်းလူပညာရှင်တွေနဲ့တတိရွေအများဆုံးစုဝေးနေထိုင်လာကြတဲ့နေရာတစ်ခုဖြစ်တာကြောင့်ဒီတရင်ကလူတွေကြားမှာဟိုလီးဒစ်ကြော်ကြော်ဖြစ်နေကြတာပါဝမ်စုကန်တဲ့ရဲ့အီဒီဂျီဟာလေးတက်အာစီအမျိုးအစားဖြစ်ပြီးတော့တော်တော်လေးကိုကြီးကျယ်ခန်းထားပြီးခင်မီစမတ်အင်ဂျီဖြစ်တယ်လို့သိရပါတယ်နိုင်ငံသားတစ်ဆိုင်နာတွေနဲ့အလားဆင်ထားပြီးတော့အတွင်ပိုင်းဒီကိုရရှင်းတွေကိုငွေမနှမျောပဲနဲ့ပြင်ဆင်ထားတာကြောင့်ဝင်လိုက်တာနဲ့နန်းတော်ကြီးတစ်ခုလိုခံစားရစီမှာပါ ဒါအပြင်ပူပြီးထူးခြားတာကဝိုင်းစုခိုင်တဲ့အစ်စ်ဝယ်လိုက်တဲ့အိမ်ကဟိဝရရဲ့နေဆိုပြတဲ့စင်တို့ရဲ့ရက်ကွက်နဲ့တိတ်မဝေးဘူးလို့သိရပါတယ်။ဒါအပြင်ပူပြီးလူတွေကြားထဲမှာနာမည်ကြီးနေတာကဝိုင်းစုခိုင်တဲ့ဝယ်လိုက်တဲ့အိမ်ဟာဟိဝရရဲ့နေဆိုပြတဲ့စင်တို့ရဲ့အိမ်ကြီးထက်အစာပေါင်းများစွာခန်းထားတယ်လို့သိရတာဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းပဲအခုရပိုင်းမှာပူပူနွေးနွေးမင်္ဂလာဆောင်ထားတဲ့ဟိဝရရဲ့နေဆိုပြတဲ့စင်ကိုဟိဝရရဲ့မိဘတွေကတိမ်ပေါင်းတောင်းချီတန်တဲ့အိမ်ကြီးလက်ဖွဲ့ထားတာဖြစ်ပါတယ်။ အဆိုပါအင်ကြီးကတော့အင်းအလုံး40တဲကမဟင်းဝင်ရဲ့စုပြစ်တဲ့စဉ်စိတ်ကြက်ရောက်ခမတွေကရွေးချယ်ဝယ်ယူပေးထားတာဖြစ်ကြောင်းသိရပါတယ်။ဟင်းဝင်ရဲ့မိဘတွေဟာမွန်ပြည်နယ်မှာအချမ်းသာဆုံးတတိတွေဖြစ်တာကြောင့်ဒီလိုမျိုးတန်ဖိုးကြီးတဲ့အင်ကိုဝယ်နိုင်တာပါ။ဒီအင်ကြီးရဲ့ခံနာမှုကိုလေလိုင်းပေါ်မှာလူတွေကမနာတမ်းပြောနေကြတာပါ။အထူးသဖြင့်ဟင်းဝင်ရဲ့မိဘတွေကချွေးမလေးစုပြစ်တဲ့စဉ်ကိုဘလိုမျိုးဘလောက်ထိကောင်းကြောင်းစေတနာရှိကြောင်းနဲ့ချစ်ကြောင်းပြောနေကြတာဖြစ်ပါတယ်။ဒီလိုစဉ်ယောက်ျားယူစရာမလိုရောက်ခမတွေလက်မဖဲ့ပဲ ဲ့ကိုပိုင်အစွမ်းစားနဲ့ခန်းထားတဲ့အင်ဂျီတလုံးကိုဝဲကခြေမိုးလိုက်တာကတော့အစိုးရဝိုင်းစုကိုင်သိမ်းမှသူမဟာဂီတလန်เจ้าမှာအာမြင်မှုတွေရရှိထားသလိုအနုပညာကြီးတွေအပြင်ကိုပိုင်စီးပွားရေးတွေကိုပါဦးစီးလောက်ကိုင်နေရာကြောင့်အခုလိုမျိုးကိုချီတော့ပေါ်ကိုရက်တည်ပြီးတော့မာနာရှိရှိနဲ့စူးစမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။မိန်းကလေးတယောက်နေနဲ့ဒီလောက်ထိစွမ်းဆောင်နိုင်တာဟာတကယ်ကိုလေးစားအားကြစရာပါ။အလုံးသေးစားတဲ့အချိန်မှာဝိုင်းစုကိုင်နေနဲ့ဟင်းဝီရန်တို့ဟာအတိတ်တစ်ချိန်ကချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီးမိဘတွေကသဘောမတူ ူလိုလန်းခွေခဲ့ရတာပေါ့ဟိဝရန်ကသုပိသဇင်နဲ့ခမ်းနားစွာမင်္ဂလာဆောင်လိုက်ချိန်တချိန်ကဟိဝရန်ရဲ့သရိုးသမီးမဖြစ်ခင်ရတဲ့ ဝိုင်းစုခိုင်တဲ့ကိုပြည်သက်တွေကတနာကြပါတယ်။ဘာပဲဖြစ်ဖြစ်ခုချိန်မှာတော့အစိုးရဝိုင်းစုခိုင်တဲ့ဟာရောက်ခမတွေလက်ဖွဲ့စီရမလို့ပဲကိုပိုင်အစွမ်းဆောင်တွေနဲ့ခန္ဓာကဟိဝရန်တို့အင်ချက်တောင်ပူစည်းကြီးတဲ့အင်ကြီးကိုဝယ်ပြီးတော့တယောက်ထဲလဲတောက်ပနိုင်ကြောင်ခြေချလိုက်တာပါ။ပြည်သက်တွေကဝိုင်းစုကိုတနာခဲ့ကြပေမဲ့အခုချိန်မှာတော့ဝိုင်းစုကသူမရဲ့အောင်မြင်မှုတွေနဲ့ပါဇက်ပိတ်ပေးလိုက်သလိုပါပဲ။ သူများကိုအားကိုးစရာမလိုပဲဘယ်ရင်မှာတပားလို့ထဲထဲဝဝနေထိုင်ပြလိုက်တာကပြိသက်တွေရဲ့အချက်ကိုပိုတိုးစေခဲ့တာအမှန်ပါပဲအစိုးရဝိုင်းစုခိုင်တဲ့ဟာအတိတ်တစ်ချိန်မှာငွေမရှိဂုံမရှိခဲ့တဲ့အစိုးရပေါက်စားလီဆိုပေမဲ့အခုချိန်မှာတော့တနိုင်ငံလုံးကပြိသက်တွေတဲသေးလို့အားပေးကြတဲ့ထိတ်တန့်အမျိုးသမီးအစိုးရဖြစ်နေရကြောင်းဝင်ငွေသိမ်းပေါင်းထောင်ပေါင်းချီကရရှိပြီးတော့ဒီလိုမျိုးကြီးကျယ်ခန်းထားတဲ့အင်ကြီးကိုတိစောက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောစစ်သူဟောင်းတဲ့အစာပေါင်းများစွာတန်တဲ့အင်ကြီးနဲ့ ဲ့တောက်ပနေရဲ့ဝမ်းစုခိုင်တဲ့ကိုဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်